ားလုံးပဲမင်္ဂလာပါရှင်။အနာပါနဲ့ကျမ်းမာရေးစီစဉ်ကနေပြန်ဆက်ပြီးနေပါပြီနော်။ကျမနာမည်ကားပါ။အားလုံးပဲတတိယရတယ်နော်။ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ရင်သားနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်။ရင်သားရင်ရင်သားကြီးတဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့ပေါ့နော်။မိန်းကလေးရဲ့အနာပါရေးရမယ်။ပြောပြပေးမယ်။နောက်ပဲစိတ်ကြည့်ဖို့အကြောင်းအရာတွေရော ေလာကြီးမရဲ့ပြည်သူစိတ်ချင်းတော့ဟိုပြီးတယ်နေဆိုတာပြောပြတယ်เนาะဒီမှာကြီးမရဲ့ပြည်သူပြည်သူချင်းကျန်တာတွေပုံမကြီးပါတိကောင်းအောင်ပြည်သူပြည်သူတဲ့အနာပိုင်ရပြည်သူเนาะဒီလိုတွေတချို့မျိုးသမီးတွေအတွက်ပြင်တော်လို့လည်းဖြစ်နေတယ်တချို့မင်းကြီးတွေကတော့ကျေနော်မလာဘူးเนาะ ရင်းသားကြီးထွားဖို့ပုံမှန်ပြုပြင်ဆွဲစိတ်ချင်တယ်ဆိုရင်ဒီဘောင်းဒါမှမဟုတ်စလိုက်ရီကိုထည့်ပြီးတော့ရင်းသားကြီးထွားလာအောင်ကြည့်တောင်းလာအောင်ပြုပြင်ဆွဲစိတ်မှုတွေပဲဖြစ်တယ်ပေါ့နော်ဆွဲစိတ်မှုရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာကိုထပ်ပြီးပြောပြမယ်ရင်းသားကကြီးထွားပြီးတော့ကြည့်တောင်းလာပါလိမ့်မယ်ဘယ်အချိန်မှာဆွဲစိတ်ကြီးထွားမှုတွေတည်နေဆိုတာကိုအဓိကယူရချက်နှစ်ခုရှိတယ်ပေါ့နော်ပြန်လည်းပြုပြင်ပေးမယ်ရင်းသားကိစ္စတောင်းရင်းသားဆွဲထုတ်လိုက်ရတာ ခါမျိုးမှာဂျင်ဒါကိုပြန်လဲကြည့်ချင်လို့သက်စိတ်သက်စိတ်မှုတစ်ခုကိုလုပ်တယ်ပေါ့နော်စံတော်ဘလို့ထဲ့တွင်တဲ့ပစ္စည်းမျိုးတွေရွေးချယ်တင်လဲအားလုံးကအပြင်မှာဆီလီကွန်နဲ့ပဲပြုလုပ်ထားတာဖြစ်ပါတယ်နော်အပြင်မှာတော့ဆီလီကွန်ဖြစ်ဖြစ်အရင်ဖြစ်ဖြစ်ဖြည့်ထားတာရှိတယ်ပေါ့နော်ဒီကပျော့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 လေးနဲ့အရင်လာတဲ့ပုံစံသွင်းထားတဲ့ပုံစံလေးပေါ့ဒါလေးတွေဒါလေးတွေပေါ့နော်နောက်တော့ချက်ကကြတော့ဆီလီကွန်အရင်ပုံစံဒါမှမဟုတ်လို့ရှိရင်ဂျင်းပုံစံလေးဖြစ် เนาะซิลิโคนအရင်နဲ့စလိုင်းအရင်ဟာပုံမှန်နူးညံ့ပြီးတော့သဘာဝအထိပ်တွေတိုင်းဖြစ်ဖြစ်စီပါတယ်ဒီပုံစံနဲ့ซิลิโคนကတော့ပုံပြီးသေးမှတဲ့အထိပ်တွေကိုရနိုင်ပြီးပုံစံပေါ်လွင်ပုံစံကိုပေါ်လွင်ပြီးတော့အញ្ញံထပါစီရယ်ပေါ့เนาะမင်းကလေးတွေကနောက်နေ့တစ်ချက်ကတော့ซิลิโคนပုံပေါ်လာတဲ့ကျေးဇူးထားတဲ့အရေးဖြစ်စီရိုး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 လုံးဝင်းတဲ့ပုံစံနဲ့ပေါက်သက်တဲ့အခါမှာဒီမျိုးစားနဲ့ဒီမျိုးစားနဲ့ပုံပေါ်လာလို့ เนาะအရင်ကပါမယ်လုံပြီးတော့သူကလှအရင်လှတယ်ပေါ့เนาะမိန်းကလေးတွေဘယ်လိုပဲဝိစားစီရင်မှုပြုစင်စင်အနာကူမှာအရင်ကပါမှုဖြစ်စီဒဲလီလူလီတိန်လောက်ခါအုပ်ထားတယ်ပြက်သူပစ္စည်းအားဆိုရင်ပို့ပြီးတော့ပြင်ပါပါတယ်ဒဲလီလူလီတိန်ဆိုတာအထက်မှာသူကစီပြောနေပေါ့เนาะဘယ်လိုကိုင်းလဲလို့စီရင်ချေလီတုံးလို့မျိုးလေးအဲ့လိုမျိုးပို့ ေးပစ္စည်းတွေအရရင်အမယုတ်ခင်ကြီးကိုရောက်ကြပြီးတော့ဖြစ်သွင်းလာတဲ့နေရာတစ်ပိုင်းမှာဒီကျက်မှုတွေဖြစ်ပေါ်ကြတယ်ရောက်တာမျိုးပါသေးတယ်ဗျာနော်ဒီနေ့ကဘေးကင်းဘေးကင်းရတာဆိုတော့ရှင်းပြပြီးမယ်နော်သူတွေတနာပြုချက်တွေအရတော့ဇင်းသားမှာဆီလီကွန်ဖြစ်သွင်းခြင်းဖြစ်ပါတယ်ဇင်းသားတွေဖြစ်သွင်းလာတဲ့အမျိုးသမီးတွေကဒုက္ခအတုပ်ပြန်တဲ့ပြဿနာဒီအမြင်ရတဲ့စရရောပါပဲဖြစ်ပွားနိုင်ခြင်းရှိတယ်လို့ထောက်ထားပြရဦးပါနော် ပြန်ပြောပြမယ်နော်သူတေသနာအချက်ဒီမှာယင်သားကိုစီလီကွန်ဖြည့်စင်တာဒီကင်းရလားဆိုတာတချို့တွေကဘယ်လိုလဲဖြစ်တယ်ပေါ့နော်စီလီကွန်ကိုယင်သားတွေဖြည့်စင်တဲ့အခါမှာအမျိုးသမီးတွေကကိုကိုခံအားတုတ်ပြန်တဲ့ပြဿနာတွေပေါ့နော်ကိုခံအားတုတ်ပြန်တဲ့ပြဿနာကိုခံအားတုတ်ပြန်တဲ့ပြဿနာကျင်စာပေါ့နော်ဥမာကျင်စာအဆင်မြင့်ရောင်တာတွေစတဲ့ယောဂါတွေဖြစ်ပေါ်နိုင်ပြီးရှိတယ်လို့အထောက်အထားလုံးဝမတွေ့ရှိရပါဘောနော်ဒါလေးပြောပြရပါမယ် တင်းသားထဲမှာထည့်တင်တဲ့ပစ္စည်းနဲ့ပြားရည်ချောင်းပြားရည်ချောင်းကင်းစာတလို့ပေါ့နော်ပြားရည်ချောင်းကင်းစာတလို့တင်းသားထဲမှာထည့်တင်တဲ့ပစ္စည်းနဲ့ပြားရည်ချောင်းကင်းစာတလို့ဆက်ဆက်မှုရှိတယ်လို့ဆိုပြီးနဲ့ဖြစ်ပွားနိုင်ကြတော့နေတယ်ဆိုတာသိပြရတယ်ပေါ့နော်ဒုတိယပစ္စည်းချင်းဒီတင်ပြစီရင်ရင်သားကြီးထွားရင်ဖြစ်တင်ဆက်စီခြင်းအပြုတ်ဝင်ပါလေတည်တင်လဲဆိုတာဒီပါတင်တဲ့အရာလေးတွေကိုပြောပြမယ်နော်ဒီဖြူလုံးဒီဖြူလုံးခင်မှာပြပါလေအရင်ဒီပါတင် ြစ်နိုင်လို့ပြောတာ။ဒါကခွဲစိတ်မှုဆိုတာဖြစ်နိုင်ခြင်းပြဿနာများ။ပြဿနာများယောဂပုံစံတွေပါ။အတိပေးထားပြီးမှသဘောတူပြီးချမှတ်ပစံတစ်ချက်ဖြစ်ပါတယ်နော်။ဒီလိုအနာပဆိုင်ရာကိစ္စအတွက်ပဲစဉ်းစားမယ်ဆိုရင်တော့ခွဲစိတ်မှုကိုတခြားရွေးချယ်စရာတွေလည်းရှိတယ်နော်။တခြားရွေးချယ်စရာတွေလည်းရှိပါတယ်။အခုအခုခံပါတယ်ဗလာတွေဗလာတွေဝင့်မယ်ပေါ့နော်။ဥပမာ ဟို pop ဟိုပုံသွင်းတဲ့ပေါ်လှလှလေးပါတဲ့ဟာကြီးရေမဒါအဝတ်စားဝယ်လိုက်လို့ရှိရင်ပြင်ပါရဲ့။ဒီပြင်နေလှတယ်ပေါ့နော်။အဲဥယျာဉ်ကြီးပုံစံမျိုးစားတော့ရောဂါဖြစ်နေတယ်နော်။အဝတ်စားဖြစ်နေတယ်။ဂျင်တူတုံးချင်းဂျင်တူဆိုတာကသူဟိုလူကလာအတူပြောတာပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်လာအတူပြောတာ။လာအတူဝတ်တယ်ဆိုလို့ရှိရင်ဟိုအင်းချင်း ုတဲ့အခါပေါ့နော်မိန်းကလေးတွေအလှဖပို့လို့စီရဲ့ပေါ့အဲဒါမျိုးပြောချင်တာပေါ့နော်အဲ့လိုမျိုးလေးလည်းသုံးနိုင်တယ်ပေါ့နော်ခုနကဒါပြောပြပြီးွားတယ်ဟိုဗရာတုဝိတ္တာလေးပေါ့နော်ဗရာတုဝိတ္တာလေးတွေအဲ့ဒါရှင်တုပေါ့တနည်းအားဖြင့်ပုံစံလေးတွေအဲ့ဒါအဲ့လိုပုံစံလေးတွေနဲ့လည်းအလှပြန်ပြီးတော့ပို့ပို့ကျမ်းမာရေးအတွက်အလှစင်နိုင်တယ်ပေါ့နော်ဒီမှာဖဲစိတ်ကိုပြတာပေါ့နော်ဒီလိုမျိုးလေးနဲ့ဖြာစင်နိုင်တယ်ပေါ့ဘာဝအတိုင်းမြင်သားကိုဒီဖြာစင်မဲ့ခြေတွေလည်းသုံးဆွဲနိုင်တယ်ဒါတော့ တက်မှတ်ရင်းနဲ့ gain နေတယ်သေးတယ်ရှိတယ်ပေါ့နော်လူတိုင်းမှာ online shop တွေမှာရောင်းတာရှိတယ်အဲ့ဒီအခါအဲ့ဒီကိုယ်နဲ့တဲ့တဲ့ဈေးတွေကိုစမ်းပြီးတုံးကြည့်ရပေါ့နော်ကိုယ်နဲ့တဲ့တဲ့ဆိုလို့ရှိရင်ပုံပြီးရှင်တဲ့အတိုင်းပြရအောင်အဲ့ဒီကိုယ်ဆွဲလို့ရနော်အဓိကတော့ကိုယ်နဲ့တဲ့မတဲ့အရင်စမ်းပြီး online shop မှာရောင်းတာဖြစ်ပြီးတော့တွေ့တွေ့အဲ့လိုမှာပေါ့လို့ရှိရင်အဲ့ဒီဈေးတွေကိုစနစ်တကျစမ်းသက်ထားတာ ဟုတ်ဘောเนาะသူတကြဆန်တက်ထားတာမဟုတ်ဘူးဆိုတာကဆရာဝန်တွေညွှန်ကြားထားတာတော့မဟုတ်ဘောเนาะဒါက online shop ဖြစ်တဲ့ကြောင့်ဒီကငါကြည့်ရစီဒီမာကတ်စီအဲ့လိုမျိုးမျိုးရောင်းကြလဲစက်ပြတော့ရှိနေအဲ့လိုမျိုးလေဘေးအနေရမဖြစ်ဘူးဒီခါလေးတို့လည်းဝယ်ပြီးစမ်းတော့ရှိနေပါเนาะဒီတော့ဒါဆရာဝန်ညွှန်ထားတဲ့ဟာတော့မဟုတ်ဘူးနောက် blast system ဆိုတဲ့အထူးဒါမျိုးနဲ့ရှင်းတာကိုမြင်တာလဲစုံညီ ုံပေါ်နိုင်တယ်เนาะအဲ့ဒါကကြတော့ဒါတို့ခုဘောလီကျိုးမပါဘဲနဲ့သူကစီပုံစံလေးလေးဘောလီအုံပက်နေလေးဆိုအဲ့ဒါသူကရှင်းတာဆွဲညစ်တယ်လို့မျိုးဖြစ်ပြီးတော့ပုံပြင်းနေပေါ့နော်အင်ဂျီဝတ်တဲ့သူရောက်တော့ညားလေးအဲ့ဒါလေးရှိတယ်အဲ့ဒါလေးလည်းသုံးတက်မယ်ဆိုလို့ရှိရင်တော့ဝင်လို့ရတယ်เนาะဒီစီ၃ဆွဲတဲ့မသိလို့တော့မသိရပါဘူးဒီစီ၃ဆွဲတဲ့မသိမသိရဘူးဆိုတော့ ကိုနဲ့တည့်တယ်မတည့်ဘူးဆိုတာကိုအရင်စက်ပြေပေါ့နော်တချို့ကတော့ဗလာတူဝင်ဝတဲ့ခါမှာကိုဗလာတူဝတဲ့ခါမှာကိုနဲ့အဆင်ပြေလာပေါ့ကိုနေနေနေသားထိုင်တာကြာလာပေါ့အဲစောင့်စုံဆိုနေသားထိုင်တာမကြာလာတွေဖြစ်တတ်တယ်ပေါ့နော်မိန်းကလေးတွေအဝမဝိစားမဝိစားမစီရဲ့မိန်းကလေးပေါ့နော်တချို့ရင်းရင်းလေးတွေအချို့ကြတော့လဲစီးသုံးနေစက်ပြသုံးနေအမျိုးမျိုးရှိပါတယ်အွန်လိုင်းတွေမှာဒါတို့လည်းတွေ့ဘူးပဲပေါ့နော်ဒါပေမဲ့ ိုနဲ့တင်းမတဲ့ဆိုတာကိုအရင်ကိုအရင်စမ်းသက်ကြည့်မှဖြစ်မှာလीเนาะကိုအရင်စမ်းသက်ကြည့်ပြီးတော့ကိုနဲ့တဲမတဲ့ကိုင်းညီမှုရှိမရှိဆိုတာကိုထပ်ပြီးတော့သုံးသိမသုံးသိမှာဒီလ ీల ဖြစ်ပါလေဖက်စိဖက်စိရဲ့ဆီယဝင်တချို့ကတော့ဘရာစစ်တန်နဲ့အတူကိုပိုင်းအစီတွေကိုညင်သားတဲ့ပြင်ဖက်သွင်းတွေကိုထောက်ပြပါတယ်ဒါတော့ကနာဒါတို့ပြောသွားတဲ့ဆရာဝန်နဲ့ဖက်စိတ်ကြည့်ကြတယ်ဆိုလည်းနည်းလေးပေါ့နော်။ဒါဖြစ်လို့လဲဆိုတော့ဆရာဝန်နေနဲ့စမ်းသက်ပြီးတော့လုပ်တင်နေပေါ့နော်။ ဆရာဝန်နဲ့မစမ်းသက်ပဲနဲ့ဆရာဝန်နဲ့တေချာသွားပြီးမတိုင်နိုင်မစူးနေပဲတဲ့ကိုပိုင်ကိုကိုတဘောနဲ့ကိုပုံတာတို့အဲ့လိုမျိုးတိတ်ပြီးမတန်ကျွမ်းနေတဲ့ပညာနဲ့တွေ့တဲ့အခါကိုကလရှင်ရုံတစ်ခုနဲ့မစမ်းသက်ဘူးဆိုလို့ရှိရင်တော့ဒါကိုရဲ့ယောဂဘူးအနေရည်ပါလိမ့်ဖြစ်နိုင်တာပေါ့နော်။ဥမာရင်သားကင်းစားပါညာပေါ့။အဲ့လိုမျိုးဖြစ်တတ်ပါတယ်။ဒါတော့အကောင်းဆုံးကတော့ဆရာဝန်နဲ့စမ်းသက်ပြီးဖွဲ့သိမ်းတယ်လို့အထာကျန်ပြီးထင်ပါတယ်။ ဟုတ်နာဒါပြောသွားတယ်လို့ပဲเนาะအဲ့ဒီနီလန်းနေနဲ့ယောဂပိုရှိမရှိဆိုတာတရားဝင်နေတဲ့တိုင်ပြီးတော့ပွဲသိမ့်မှတာလေးဒီယောဂပိုကပွဲနိုင်တဲ့အနေအထားမျိုးဖြစ်မှာပေါ့เนาะရင်သားကျစားတွေခပ်ပေးလာတာလို့ဖြစ်တယ်ပေါ့ဒါအကယ်၍ကိုကိုကိုယ်တိုင်ကိုစိတ်တော်နဲ့ကိုယ်ပိုင်ကိုယ်ညီးစက်ရနဲ့ကိုယ်ရဲ့စားချင်တာကိုကိုတည်နာမယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့မတိုင်ဘူးဆိုရင်ဒါတော့ယောဂပိုဝင်နိုင်တယ်ပေါ့เนาะဒါဒါပြပြတာပါเนาะ နောက်တစ်ခုကကြတော့ခွဲစိတ်မှုမတိုင်ခင်မှာဘာတွေလုပ်ရမလဲဆိုတာတည်ထားတဲ့နေပါတော့ခွဲစိတ်မှုမတိုင်ရင်ဟိုဘာတွေလုပ်ရမလဲဆိုတာတည်ထားတဲ့နေခွဲစိတ်မှုကိုမြေစီနဲ့လှုပ်ဆောင်မှာဖြစ်တာလေအကြောင်းမို့ခွဲစိတ်မှုမတိုင်ခင်မှာဘယ်အချိန်တွေမှာအစာစားတဲ့မစားတဲ့ဆိုတဲ့အချက်တွေရှိမယ်ပြီးတော့တိတိကျကျဆရာဝန်ကခုကြားတဲ့ဟာကိုကလိုက်နာမှာပေါ့နော်။များတော့အားဖြင့်ဖက်သိမှုမတိုင်ခင်6နိုင်ရေလိုကစားပြီးစားမစားတဲ့ပေါ့နော်။အစဟိုဆရာဝန်က6နိုင်မတိုင်ခင်ဖက်သိမှုမတိုင်ခင်6နိုင်လောက်ပါ အစာမစားနဲ့အောင်ဆိုလို့ရှိတာတရားဝင်စကားကိုနားထောင်မှဖြစ်တယ်ပေါ့နော်။အလိုက်ရင်းငယ်လို့ဖြစ်တော့အရေးတမျိုးမျိုးတောက်နိုင်တယ်တော့ဥပါရေဒါမှမဟုတ်လို့ရှင်ဘေးမျိုးချူပေါ့နော်။အဲ့လိုမျိုးလေးတောက်ပြီးတင်လို့။ဒါရေဆိုတာတော့ဟိုဒီဖြစ်ရင်ပြီးတော့အဲ့လိုမျိုးပုံစံတော့မဟုတ်ဘူးနော်။ကိုယ့်ဘက်ကျမ်းမာရေးလည်းကိုက်ညီနိုင်တဲ့အားလေးလေးတောက်သုံးတင်လို့ပေါ့။နောက်တစ်ခုကယောဂရှာဖွေခြင်းနဲ့ကုသခြင်းပေါ့နော်ယောဂရှာဖွေခြင်းနဲ့ကုသခြင်းမှာဖက်စိတ်မှုတစ်ခုမှဘာတွေပါဝင်လဲ ါးဆက်ပြောပြမယ်နော်ခွဲစိတ်မှုတစ်ခုမှာမိနစ်60မိနစ်60ကြာတယ်ပေါ့နော်မိနစ်60ဆိုလို့ရှိရင်မိနစ်60မှာကိုပါတယ်ဘယ်လိုတွေနေရထိုင်ရမယ်ကိုဘယ်လိုသူကကိုမိစေးထိုးလိုက်ပြီးကိုကဒီခွဲစိတ်မှုကိုလက်ခံနေမိစေးထိုးလိုက်တဲ့အချိန်မှာဒီမိနစ်60ကြာတယ်ပေါ့နော်အချိန်အဲအဲ့ဒီမိနစ်60မကြာခင်အချိန်မှာကိုကနေပြီးတော့အော်မိနစ်60ခုနကဒါပြောသွားသလိုပေါ့ ဟိုမတိုင်ငယ်6နှစ်ရည်အလိုကနေပြီးတော့ဘာမှမစားဘဲနဲ့နေတယ်ဒါပေမဲ့ရည်တမျိုးတောက်ရမှာပေါ့နော်ရည်တမျိုးပဲတောက်ရအရည်ဆိုတာရည်တက်ပြီးွားတဲ့ဟာပေါ့ဟိုဒီဒါမှမဟုတ်လို့ရှိရင်အချို့ကြီးပေါ့နော်အဲ့လိုမျိုးလေးတောက်ရပါမယ်ဥဒါပြောသွားတယ်လို့မျိုးပဲမိနစ်60မိနစ်60ကြာမယ်ဆိုတာကိုဖက်စစ်ဆရာဝန်တွေကထည့်သွင်းလာတဲ့ပစ္စည်းတွေယူနိုက်ရနာမှာတဘာဝနဲ့နီးစပ်ဆုံးပြောင်းထည့်သွင်းရပါမယ်ဒါပေမဲ့ထည့်သွင်းပစ္စည်းတွေကိုဖုံးအုပ်နိုင်အောင်ဖုံးအုပ်နိုင်လောက်အောင်အရည်ပြားနဲ့ဒါ တာမရှိတဲ့ကြွက်တာရဲ့နောက်ပိုင်းကိုထည့်သွင်းရပါထည့်သွင်းရပါလိမ့်မယ်ပေါ့နော်ညာတော့အဖြစ်ရင်သားရင်သားရဲ့အရင်အတွန်းခေါက်ဖြစ်တဲ့နေရာတွေမှာပယ်ပြီးနေရာပြုလုပ်ထည့်သွင်းရပါလိမ့်ပြန်လေတက်တာလာခြင်းဖွဲစိတ်ဖွဲစိတ်ပြီးရင်တော့ဘာတွေလုပ်ရမလဲပယ်ဖွဲနေဖြစ်ဖြစ်နောက်နေဖြစ်ဖြစ်အင်ပြန်နိုင်ပါလိမ့်တပတ်သုံးတပတ်သုံးပတ်ဆိုရှင်တပတ်ကနေလို့နှစ်ပတ်သုံးပတ်ပြင်ပေါ့နော်သုံးပတ်ပြင်ပေါ့တပတ်မှာ5ရက်ရှိတယ် မတလာမီပါပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ပုံမှန်လှူချမှုနဲ့ဆောင်ရွက်နိုင်တယ်အဲအလုပ်မျိုးမျိုးအလုပ်မျိုးစားဖို့မူတည်ပြီးတော့တစ်ပတ်လောက်နေလုပ်ငန်းပြည့်ပြောင်းနေတယ်ဥမာအရန်ပြင်းမနဲ့အလုပ်ကိုခန္ဓာကိုယ်ကိုအသုံးပြုရမယ့်အလုပ်ဆိုရင်တော့ဒါနည်းနည်းစင်ကြယ်သိနေလို့အထားကျန်ပြီးရှင်ပါတယ်အမ်အရန်မပြင်းမနဲ့ကွန်ပျူတာမှာယုံနေတယ်လို့ပေါ့နော်ဥပမာ ဲ့လိုကွန်ပျူတာမှာထိုင်ရင်းလောလောမဲ့လို့ဆိုလို့ရှိရင်ဒါတော့ခန္ဓာကိုယ်လှုပ်ရှားမှုအရင်မရှိရပြကြမှုလို့ဒါတော့ချက်ချင်းတပတ်လောက်နာပြီးလို့ရှိရင်ကိုယ်ရဲ့တပတ်နာပြန်တယ်အလုပ်ပြင်ဝင်နိုင်တယ်လို့အကြံပေးချင်ပါတယ်။အမ်တပတ်နှစ်ပတ်လောက်ပြီးတော့ကလေးချိတာမျိုးလို့မလုပ်ပေးသေးဘူးနော်။ဘာကြောင့်လဲဆိုတော့ရင်သားခွဲစိတ်မှုတစ်ခုပြီးပြီဆိုလို့ရှိရင်ဟိုကကိုယ့်ရဲ့အနောက်ပါကိုပြန်ပြီးမထိခိုက်အောင်ထိန်းပေးသင့်တယ်ပေါ့နော်။အလေးပင်မာတာကလေးကိုချီရမာတာပွင့်တာပေါ့နော်။အဲနောက်တစ်ခုကအဒါတိတလောက်ဆိုလို့ရှိရင် ရင်သားခွဲစိတ်မှုတွေကကိုယ်ဝင်စုလို့မရဘူးဆိုတာအတားပြတာပါလေ။အဲလိုဆိုတော့ဒီခွဲစိတ်မှုတစ်ခုကိုလက်ခံလိုက်ပြီဆိုလို့ရှိရင်ဟိုကိုအိမ်တော်တဲ့ဖြစ်ကိုအိမ်တော်တဲ့ပေါ့နော်။ဥမာအိမ်တော်တဲ့အိမ်တော်တဲ့ဖြစ်တဲ့မိန်းကလေးဆိုရင်ဟိုကိုယ်ဝင်စုမယ်ဆိုရင်ဆရာဝန်နဲ့တွားပြီးတိုင်ပင်သင့်တယ်လို့အတားပြတင်ပါလေ။အဲလိုလဲဆိုတော့ကိုကရင်သားခွဲစိတ်တဲ့အတွက်ကြောင့်မလို့ပုံမှန်ရင်သားမဟုတ်တော့ဘူးလေ။ပုံမှန်ရင်သားမဟုတ်တဲ့ကအလားအောက်ကိုဟိုသောက်ထန်နေရတဲ့ရင်သားဖြစ်တဲ့ကြောင့်မလို့ဖြစ် အားတကြီးတည်တော့မယ်ဆိုရင်သူ့ရဲ့အမျိုးသားနဲ့ဆရာဝန်နဲ့သွားပြီးတော့အဲ့ဒီဆုံးမတင်နေပေါ့နော်နေဆရာဆေးကမှပြပြပါလေဒါအသာတိတဲ့ဟာကိုပြောပြပါမယ်နော်ဟိုပြန်ထုတ်တင်တာဟိုဘလိုနေတင်ထိုင်တင်လေဘယ်ဥဝင်ဆောင်လို့ဆိုလို့ရှိရင်သူကမိခင်လူကြီးတဲမှာဖြစ်တော့တဲ့ကြောင့်လို့သူစိတ်ဆိတ်ထားတဲ့ဟာနဲ့ဆိုပြီးဆရာဝန်နဲ့ကန်နေမှာအစီအစဉ်ပြောပြပါမယ်နော်ဒါတော့တိထားတင်နေတယ်လို့ပြောပြပါ ောက်တစ်ခုကပုံမှန်လှုပ်ရှားတာလေးမြင်မြန်ဆန်ဆန်လေးမြင်မြန်ပြင်ရောက်စီနေပေါ့နော်ပုံမှန်လှုပ်ရှားသွားနိုင်နိုင်လေးမြင်မြန်ပြင်ရောက်စီပေါ့ခုနကဒါပြောခဲ့သလိုပဲအာခုနှစ်ရက်တပတ်ပေါ့ကွန်ပျူတာရုံးမှာလုံးလုံးတက်နေချင်းခုနှစ်ရက်တပတ်လောက်ဆိုတာတို့အာပုံမှန်နေလို့ရပြီကွာပုံမှန်နေလို့ရပြီအလုပ်လည်းပုံမှန်လုပ်လို့ရပြီအပုံမှန်နေသွားလို့ရတယ် အဲ့နည်းနည်းလေးပြင်မှတော့အခြားဝင်တယ်ပေါ့နော်အဲ့လိုနည်းနည်းလေးပြင်မှတာတော့အင်းဒီကိစ္စလောက်ရတယ်မင်းပြေဆိုဒါအလေးပြင်မှမဖို့တို့ကအကြံပေးချင်ပါတယ်ဟိုနောက်တစ်ခုကဟိုမဖြိခိုက်အောင်ပေါ့နော်ဟိုမဖြိခိုက်အောင်ဟိုပုံမပြတ်အောင်အဲ့လိုမျိုးလေးပေါ့အဲ့နောက်တစ်ခုကအသာတိတလို့ဆိုလို့ရှိရင်အညိုတွေပိုင်းရှောင်းအောင်လုပ်ရတယ်ပေါ့နော်ပုံမှန်လို့ဆိုလို့ရှိရင်တော့မပြင်မှန်းလည်းမင်းပြေဆိုရင်တပတ်လောက်ဆိုလို့ရှိရင်ဒါတော့ easy ပုံမှန်ပြန်ဖြစ်ပြီအကယ်၍တပတ်မဟုတ်ဘူး နည်းနည်းပြင်မဲ့လက်မေးပလေးပေါ့နော်တာမန်မေးပလေးပေါ့အဲအဲ့မေးပလေးကြပါဘယ်လိုနေရမလဲဆိုတော့တလားလောက်ပေါ့နှစ်ဘက်ကလည်းသုံးဘက်တွေမှာဒါတို့ဟိုပုံမှန်ဖြစ်ရဖြစ်ဖို့အတွက်ကိုအညော်ရှောင်တာဝေးအာပြီးတော့အဲအလေးပင်မလာတယ်မှာကလေးချီလိုက်တာတော့ခုရှေဒါလည်းအလေးပဲလေအဲ့လိုအလေးပင်မလာလို့ဒါလည်းအဲ့လိုမျိုးလုပ်ပြီးရှောင်ကျင်တဲ့နေပေါ့ရှောင်ကျင်တဲ့ခါကြလို့ကျင်တာပေါ့ဟိုအချိန်တိုင်းတာပေါ့နှစ်ဘက်ကလည်းသုံးဘက်ဖြစ်ပြီးဆိုရင်ဒါတို့နားလို့ရပြီလို့တံပေးရှင်ပါလေပုံမှန်တိုင်းသွားလာလှုပ်ရှားလို့ရမှာပေါ့နော် ောက်တစ်ခုကကြတော့အထွေထွေနောက်ဆက်တွဲပြဿနာတွေကိုဘာတွေဖြစ်စီလဲဆိုတော့သူကလက်စိတ်ပြီးတဲ့အခါမှာတော့ဒါနာကျင်တာတော့သဘာဝပါပဲเนาะရှင်သားမှမဟုတ်ပါဘူးဘယ်လိုအကြောင်းရမျိုးပဲဒီလက်စိတ်ပြုပြင်တဲ့နေရာမှာချုပ်ရတာတော့လက်စိတ်ပြုပြင်တာဒါတော့နာကျင်တာပုံမှန်ပါပဲနောက်တစ်ခုကသူထွက်မယ်တာမန်ယောဂပိုးဝင်မယ်ပေါ့เนาะတာမန်ယောဂပိုးဝင်နေပေါ့เนาะတာမန်ယောဂပိုးဝင်နေဆိုတာကဥမာလက်သေးအခြေထားတဲ့မိန်းကလေးတွေပေါ့เนาะဥမာလက်သေးအခြေထားလို့ရှင်သူပုံမိနေ အကုန်မိတဲ့ခါကျလို့ရှိရင်လက်သေးအခြေရလေးတွေဖြစ်မယ်ပေါ့နော်လက်သေးကနေပြင်ဆင်ပြုံးနေဒါဟုတ်ပြီလို့ရပါပေါ့နော်အဒါတော့ဆရာမပြောပြတော့မဟုတ်ပါဘူးဒါအတင်ပေးတာဟိုဗဒတီတလောက်မှတ်တလောက်ပညာလေးကိုပြင်ပြီးတော့မျှဝေပေးတာပေါ့နော်အလက်သေးခြေရလေးတွေဖြစ်မယ်စိတ်ရလေးတွေဖြစ်မယ်အဲ့လိုမျိုးလေးတွေပေါ့အဲ့မှာအဲ့ဒီကနေပြင်လက်သေးကနေယောဂပူရတာလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ main ကလေးတော်တော်များများတချို့ပေါ့နော်ခရီးထွက်တဲ့အခါကျလို့ရှိရင်ဗဒအပူမရှိတာတွေရှိတယ် အဲဒီစိတ်ရဆိုင်မရှိတဲ့အတွက်ကြောင့်ပြောတငယ်ချင်းဟာယူဝတ်တာလည်းရှိရဲအဲအဲ့လိုမျိုးမလုပ်ပေးသင့်ဘူးအကြံပေးချင်ပါတယ်အခုလို့ဆိုတော့ဒီအတွင်းကံဆိုတာချွေးကံပေါ့နော်ဒီမြန်မာပြည်ကလူပြောတာချွေးကံပေါ့အဲချွေးကံဆိုတာကိုယ့်ရဲ့သူ့ရဲ့ချွေးမှာဘာယောဂပိုးရှိလဲကိုမသိကိုယ့်ရဲ့ချွေးမှာဘာယောဂပိုးရှိလဲကိုမသိအဲ့ဒါကိုမင်းလေးတွေတချို့ကတော့အတွေ့ယူဝတ်တာတို့ဖားဝတ်တာတို့မလုပ်ပေးသင့်ဘူးလို့အကြံပေးချင်ပါတယ်အဲ့ဒီချွေးကနေတစ်စိမ်ယောဂပိုးဆိုတာကူးတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေအကြံပေးတာပါ ။အဲနောက်တစ်ခုကကြတော့အမရွတ်အမရွတ်တွေကြည့်မကောင်းဘူးတွေးခဲမယ်ပေါ့နော်။အမရွတ်ကြည့်မကောင်းဘူးတွေးခဲမယ်ဆိုတဲ့အကြောင်းညာလေးအဒါရှင်းပြပါမယ်။ကိုကခွဲစိတ်ပြုပြင်ထားတယ်စီဥမာစီဝင်ထဲလိုက်ပြီပေါ့ဥမာဒါစီလေးဝင်ထဲလိုက်ပြီဒါဆိုလို့ရှိရင်အဲ့ဒါဘလို့နေရမယ်ဆိုတာဒါစဉ်းစားရမယ်ပေါ့အဲ့ဒီအဲ့လိုမျိုးတွေဟိုအမရွတ်မဖြစ်အောင်ကိုကစီလီကွန်ဆိုတာတာမန်ရင်သားမဟုတ်တဲ့အတွက်ကြောင့်မလို့ကိုရင်ချိုးတဲ့အခါမှာမခဲဝါအောင်အမရွတ်အတုံးလေးမဖြစ်အောင်ကိုပိုက်ကို ေချိုးစက်ပြတိုင်နဲ့နေသေးရတာလေးတွေအဲ့လိုမျိုးလေးတွေရှိတယ်เนาะဒါလေးကတိတိနဲ့ထင်လို့ပြောပြတာပါပြီးတော့တီးတန့်ပြဿနာတွေပေါ့เนาะပစ္စည်းထည့်ထားတဲ့နေရာပါသူရေးထားမှမဟုတ်လို့ရှိရင်အရင်စုလာခြင်းပစ္စည်းထည့်သွင်းတဲ့နေရာမှာအိုးဝင်ခြင်းအမရုတ်ထူခြင်းပေါ့เนาะအဲ့ဒီအကြောင်းအရာလေးတွေဒါကိုပြောပြမယ်เนาะခုနကဒါပြောခဲ့ပြောတော့သွားခဲ့တယ်လို့ပဲပေါ့เนาะအလူကိုကတော့ဖယ်ဆေးလိုက်ပြီဒါမှဖြစ်တယ်လို့နေလို့မရတော့ဘူးဘာဖြစ်လို့ဆိုကိုကတာမန်တာမန်မင်းကလေးမဟုတ်တော့ဘူးလေအဲ့တော့ ဟိုကို့မှာလက်သေးအရှိန်ထားရေလက်သေးနဲ့မကုန်မိအောင်အဲဆင်ကျင်ရမယ်နောက်တစ်ခုကဟိုကိုအိမ်နောက်တဲ့ဆိုလို့ရှိရင်လည်းကိုကဆရာဝန်နဲ့ကိုသားတည်းယူမယ်ဆိုရင်ဆရာဝန်နဲ့နီးစပ်တော့ဈေးကနေမှာတွားပြီးတိုင်ရင်ဆိုနေတဲ့နဲ့အနီးစပ်ဆုံးဆရာဝန်နေနဲ့တိုင်ရင်ဆိုနေပြင်တယ်ပေါ့နော်ဥပမာဟိုဟိုဆရာဝန်တမီးကတော့ဟိုကုနေဆောင်ရှင်လို့ပေါ့နော်တမီးကတော့ဒီလိုဒီလို Facebook လောက်ထားတယ်ဒါလေးကိုတိုင်ရင်ဆိုနေပြင်ပါတယ်တာမန်မင်းကလေးမဟုတ်တော့တဲ့အတွက်ကြောင့်မလို့ ကိုရဲ့ကျင်သားတာမှမဟုတ်တော့လေဒါကြောင့်မလို့ကိုကဆရာဝင်နဲ့တိုင်နေပြီးတော့ဟိုကိုရဲ့ကျမကြီးရောကိုရဲ့ကလေးကျမကြီးတို့ရောတောင်းဆရာဝင်နဲ့တိုင်နေတဲ့လို့ထားချင်ပြပါတယ်နောက်တစ်ခုကကြတော့ဒီယောဂဘုဆိုတဲ့နေရာမှာအများကြီးရှိရနော်ရှင်သားနို့တီကောင်အာယုံအကားမှုပြောင်းလဲမယ်အဲ့လိုမျိုးပုံစံလေးလေးဆိုတာဥမာကိုတချို့ကြတော့အလှပတွေတချို့ကြတော့အိမ်တော်ကြီးတွေမိန်းကလေးတူဦးနဲ့တူကတော့ ဟိုခန်းစားချက်ချင်းမပြူကြအောင်လှချေကြတာလေနော်ဟိုကိုယ့်ရဲ့ချစ်သူတွက်လားကိုယ့်အိမ်အောင်ဘတ်တွက်လားကို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 တိတဲ့အပြည့်ရှိဘူးလားအဲဒါလေးတွေအချင်းရပေါ့အဲအဲ့လိုမျိုးပြုပြင်ပြဿိပူပြီးဆိုရင်ဟိုစင်ကြရမှာလေးနားတယ်ပေါ့နော်ငါနံပါတ်1ပြဿိပူပြီးဆိုရင်ပုံမှန်ပုံမှန်မိန်းကလေးတယောက်ပြန်ဖြစ်ဖို့အတွက်အနေထိုင်စင်ကျင်ရမယ်ပေါ့နော်အနေထိုင်စင်ကျင်နေဆိုတဲ့နေရာမှာကိုကလက်သေးနဲ့မချင်းမိအောင်အဲဟိုသွေးကြောခုနပြောခဲ့တယ်လို့ဟိုသွေးကြောလေးတွေကို မထုံးဝအောင်ဟိုစီလီကွန်ကမခဲပဲနဲ့ဟိုမမကြီးမဖြစ်ရအောင်ပေါ့နော်သူကပုံမှန်မဟုတ်တော့ကိုရေချိုးရင်းနဲ့ဆက်ပြတိုက်ရင်းနဲ့နှိမ့်နေပေးတာလေးဒီကိုရဲ့ဟိုပြောမယ်ဆိုလို့ရှိရင်လူဒီကောင်းလေးတွေမှာဟိုဘူးလေးတွေတချို့ရှိတယ်နော်အဲ့လိုမျိုးလေးတွေမဖြစ်အောင်ကိုကစီစီချင်းချင်းထိမ့်နေတဲ့တင်လေအလှပါလေးကိုထိမ့်ရမှာပေါ့အဲ့လိုမျိုးလေးတွေလုံးတင်ပါတယ်နောက်တစ်ခုအရေးကြီးဆုံးချက်ကတော့ ကိုခွဲစိတ်ပြီးပြီဆိုတာမှန်လို့မဟုတ်ဘူးဆိုတာကိုခေါင်းထဲမှာထည့်ထည့်ထားတင်တယ်ပေါ့နော်အဲဘာပဲဖြစ်ဖြစ်ဆရာဝန်နဲ့တိုင်ပင်မယ်ဒီကန်သွားမယ်ပြမယ်အဲ့လိုမျိုးလေးတွေပေါ့ဒါတော့အတားကြံပေးတာပေါ့နော်အမ်ဒီနေ့တော့ဒီလောက်ပဲလို့ဒါအတားနှုတ်ဆက်ခြင်းပါလေမတွေ့ရတာကြာပြီဖြစ်တော့ဒီ page မှာသိချင်တဲ့အကြောင်းအရာလေးတွေဟိုမေးချင်တဲ့မေးခွန်းလေးတွေရှိလို့ရှိရင် comment ဝင်နေနိုင်တယ်နော်နောက်တစ်ခုက page messenger မှာလည်းလာရောက်ဝင်နေနိုင်ပါတယ် နာပါနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာလေးတွေနေချင်တာလေးမိကုန်းလေးတွေရှိတဲ့ခါကြလို့ရှိရင်မထိန်မချန်ဘဲနဲ့မချက်မကြောက်ဘဲနဲ့လာရောက်မိငွေနိုင်တာလေချင်းအဲဆိုဒါဒီလေးဒီလောက်ပဲနှုတ်ဆက်တယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်